ချမ်းသာပေမဲ့စိတ်မချမ်းသာသူတွေတပုံကြီးပါမိတ်ဆွေမှာအကျွေးမရှိဘူးအပူပင်ကင်းပြီးနေ့စဉ်စိတ်ချမ်းသာရရင်ကိုကောင်းကောင်းကြီးပြောလိုက်ပါအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါမော်တော်ဘိုက်အော်တာကတ်စတမာဆာဗစ်ထရိနာဂေါ်ဒီလာမားကတ်တင်းကိုချ်တက်ဖြစ်ပါတယ်တချို့စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်ပတ်စံအရန်ရှိတယ်ဒါပေမဲ့နေ့စဉ်ဒူဝပူလောင်နေရတာမျိုးတွေရှိတတ်ပါတယ်သူရဲ့လုပ်ငန်းထဲမှာအဆင်မပြေမှုတွေလုပ်ငန်းကျန်းပြစ်မှုတွေအဲ့လိုမျိုးလဲရှိတတ်ကြပြီးတော့ တချို့ကြတော့လေသူတို့ရဲ့လုပ်ငန်းကတမန်အာဇီဝမဖြစ်လေလေသူတို့ရဲ့နေစဉ်တူကပူဝင်တောကမှုတွေပူပြီးမှရရှိလေလေပါပဲတချို့စီးပွားရေးလုပ်ငန်းရှင်တွေကြတော့လေသူတို့ရဲ့လုပ်ငန်းကတမန်အာဇီဝဖြစ်တယ်ဝင်ဝင်ရတော့နေတယ်ဒါပေမဲ့သူတို့ကအရန်နဲ့စိတ်ချမ်းသာရပါတယ်ဒါဒီနေ့ခေတ်မှာဆိုရင်လူတတန်းကပူပြီးမှနေလာပြီအရင်ခေတ်တုန်းကတော့အနှစ်တရာနေရတယ်လို့အနှစ်တရာကျော်နေရတယ်လို့ဒါရှိလာတာဒီနေ့ခေတ်မှာတော့လုံးဝမဟုတ်တော့ပါဘူး95နှစ်လောက်ရှည်ရင်ကို အသစ်တော်တော်ရှည်ပြီလို့ပြောပါလိမ့်မယ်လူတတန်ကာလာအသစ်ရှည်ရှည်နေနိုင်တဲ့ကာလမှာအဓိကတော့လူတယောက်မှာစိတ်ချမ်းတာဖို့ပါပဲစိတ်ချမ်းတတနေရမယ်အကျူးတွေလည်းမရှိဘူးပုံဝင်တော့ကမှုမရှိမှုနဲ့နေရမယ်ဆိုရင်သူတို့ကပိုးပြီးမှအသက်ရှည်လေးလေးပါပဲသူ့မှာနေစဉ်တူကအရင်နဲ့စိတ်ချမ်းတာရတယ်ဆိုရင်သူ့ရဲ့အသက်ကလည်းပိုးပြီးမှရှည်တာကိုတွေ့ရပါတယ်စိတ်ချမ်းတာမှုကသူ့ရဲ့အသက်ရှည်စေးလို့ပြောရင်လည်းမှန်ပါပါဘူးအဲ့လိုမျိုးစိတ်ချမ်းတတနေခြင်းနဲ့ဆိုရင် ကိုယ့်ရဲ့အလုတ်ကလည်းတမန်အာဇီဝရှိတဲ့အလုတ်ကိုပို့ပြီးမှရွေးချယ်လုပ်ဖို့လိုပါတယ်။တချို့ဆိုရင်ပတ်စံတော့မရှိဘူး။ဒါပေမဲ့သူတို့ရဲ့မျက်နှာလေးတွေကြည့်လျင်အမြဲတမ်းပြုံးချွနေတာမျိုးသူတို့ကိုမေးကြည့်လိုက်တဲ့အခါမှာလည်းသူတို့ရဲ့ဘဝကအရင်နဲ့စိတ်ချမ်းသာစရာကောင်းနေတာမျိုးအဲ့လိုမျိုးဆိုရင်ဒါကျွန်တော်ကိုယ်တိုင်လည်းအရင်နဲ့ပီတိဖြစ်မိတယ်။အရင်နဲ့ဝမ်းတာမိတယ်။အဲ့လိုမျိုးစိတ်ချမ်းသာမှုရရှိဖို့ဆိုတာဒီကာလမှာ ပို့ပြီးမှ ਨੇ ပါလာပါတယ်နေစဉ်တူဝစီဝါရေးရစာဝင်နေရုံခံရတာတွေလည်းရှိတယ်တချို့ဆိုရင်လည်းအခြားသောပူပင်တောက်ကရောက်မှုတွေဝန်းရင်နေတဲ့လူမှုအတိုင်းဝိုင်းဖြစ်လာပါတယ်အဲ့လိုပဲစာဝင်နေရေးတွေပူပင်တောက်ကရောက်ရတာတွေလည်းအများကြီးပါအဲ့လိုပဲတချို့ကြတော့လည်းအခြားသောကိစ္စအဝဝနဲ့ပူပင်တောက်ကရောက်နေကြတဲ့သူတွေလည်းရှိပါတယ်အဲကြောင့်မလို့ဒီကလမှာကိုကစိတ်ချမ်းသာရတယ် ျော်ရွှင်ရတယ်မိသားစုနဲ့တတ်တိုက်ဝန်းဝိုင်းလုံးဝကို happy life happy family ကိုပိုင်ဆိုင်ထားတယ်ဆိုရင်ဒီဘလူးကြီးနေရဲ့မိတ်ဆွေကကောင်းကောင်းကြီးပျော်လိုက်ပါအဲ့လိုမျိုးစိတ်ချမ်းသာမှုကိုရဖို့ဆိုတာဒီကာလမှာအရန်ခဲရင်လို့ပါပဲဒါကြောင့်မလို့ဒီဘလူးကြီးနေရဲ့မိတ်ဆွေကအကျွေးမရှိဘူးပူဝင်တော့ကกินပြီးနေစဉ်တူကစိတ်ချမ်းသာရရင်ကိုကောင်းကောင်းကြီးပျော်လိုက်ပါဒါနဲ့တရင်ကောင်းတစ်ခု ပြောစရာရှိတယ် ောင်မြင်မှုဆောင်လောင်နေသူတွေအတွက်မဂ္ဂရီပညာဒါနတင်နန်းကိုဒုတိယအကြိမ်မြောက်ဖွင့်လှစ်ဖို့ကျွန်တော်ကြကြောင်ကစီစဉ်ပေးထားပါရတယ်။အဲ့ဒီတင်တန်းကိုမြန်မာတနင်္ဂနွေလောက်ကနေဖုန်တုံးမို့ laptop နဲ့ကိုယ့်အိမ်ကနေပဲအလိုတကူတက်ရောက်နိုင်အောင်လို့ online ကနေစီစဉ်ပေးထားတာပါမဂ္ဂရီပညာဒါနတင်တန်းကိုဘယ်သူတွေတက်ရောက်တယ်လဲဆိုရင်ဘာရှိစစ်လောက်ရမလဲဆိုပြီးလမ်းစားပြောင်းနေတဲ့သူတွေလက်တလုံးမှာလုပ်ငန်းကျင်းပနေတဲ့သူတွေလာမယ့်2026ခုနှစ်အတွက် personal life နဲ့စီးပွားရေးမှာပို့ထုတ်ပြီး marketing plan ဆွဲကျင်တဲ့သူတွေ လက်ရှိရောင်းအပ်တဲ့ပိုတိုတက်ပြီးအမြတ်ငွေပူရှာခြင်းတဲ့သူတွေတက်တော့မားကတ်တင်းကိုထိုးပေါက်ခြင်းတဲ့သူတွေစတဲ့သူတွေတယောက်တည်းမှာတယ်အဲ့ဒီတင်တဲ့အတွက် certificate ကြီး9900ကျတ်တာပေးတွင်းရမှာပါဒီကလမှာစီဝိုင်းကြတဲ့ကြတဲ့အချိန်မို့ကုန်ကျစရိတ်အနည်းဆုံးနဲ့အထူးအဆုံးဖြစ်အောင်စီစဉ်ပေးထားပါရယ်တနန်းဖူးမရက်ကဘရက်တွေလဲဆိုရင်လာမယ့်နိုဝင်ဘာလ23ရက်နေ့ကနေ19ရက်နေ့ထိပါတင်ကြချိန်ကညနေ6နာရီခွဲကနေည7နာရီခွဲအထိပြပြီးတော့9ရက်တိုင်တိုင်း Zoom Online ကနေတိုက်ရိုက်တင်ကြားပေးတော့မှာဖြစ်ပါရယ် တနက်အနံကျင်တဲ့သူတွေအနေနဲ့ကျွန်တော်ရဲ့ကြောကြောင် Facebook Page Messenger နေဆက်တွယ်အနားနိုင်သလို09952931တက်တခွင့်ဖုန်းနံပါတ်စီမှာလည်းဆက်တွယ်အနားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ project နေတဲ့မိတ်ဆွေအနေနဲ့အမျက်ငွေစတော့ရှာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒုတိယချိန်မြောက်ဖွင့်လှစ်မဲ့ Marketing ပညာဒါနတင်နန်းကိုတက်ရောက်ကြည့်လိုက်နော်